အားလုံးမင်္ဂလာပါဒီနေ့တရားသီမဲ့တင်ခင်းစာကတော့အခန်းက၄ခြင်းငယ်9.30ကနံပါတ်1ဖြစ်ပါတယ်နော်အဲ့ဒီခန်းမှာကြာကျို့ဘာသင်ရမှာလဲဆိုရင်အခေယာရရဲ့တမူတွေပြထားပါတယ်အဲ့ဒါတို့ကျို့အစားသီးပြီးတော့နော်အဖြေရှာမှာဖြစ်ပါတယ်ပေါ့နော်ဟာနံပါတ်1မှာဆိုရင် a = 1 b = 2 c = 1ဖြစ်နေရင်အောက်ပါရီတမူကိုရှာပါတယ်နော်အဲ့နံပါတ်ကကြည့်ပါနံပါတ်ကကြည့်က a² + b² + c² ဲ့ဒါဆိုကျတော့ a နေရာမှာ1ကိုစားထုတ်မယ်ဆိုတော့1 square b နေရာမှာ2ကိုစားထုတ်ရင်2 square c နေရာမှာ -1 ကိုစားထုတ်ရင် -1 square ပါအဲ့ဒါဆိုကျတော့တင်းတစ်ထပ်ဆိုတာက1ပဲပေါ့နော်နှင်းတစ်ထပ်က၄ပြီးတော့ -1 နှစ်ထပ်ကလည်း1ပါဘာဖြစ်လို့လဲဆိုတော့ကျတော့နော် my ဒီအနှုတ်ကိန်းမှာဆိုရင်အနှုတ်ကိန်းမှာထန်ချင်းစုံရင်းပြီးလို့ရှိရင်ကျတော့အပေါင်းလက္ခဏာနဲ့တွေ့တယ်လို့ကျင်သိတင်ထားရပါတယ်နော်အနှုတ်ကိန်းမှာနော်ထန်ချင်းမှောင်ရင်းနဲ့တွေ့မှာဆိုတော့ကျတော့အနှုတ်ကိန်းနဲ့ပြန်ရမှာပါ ခုကတော့ထဏ်ညွှန်းစုံလေးဖြစ်တဲ့အတွက်အပေါင်းတင်းနေပဲပြင်ရအောင်နော်။အဲဒီ1ရ4ရ1ရပေါင်းတဲ့ကောင်မွားရလို့6ရပါတယ်။ဓမ္မခါဝေးပါ c a square c ဒါဆိုစစ်ကစစ်ပဲပေါ့နော်။ a square ညမှာ1 square ရေးပြီးတော့ c ညမှာ minus 1ကိုရေးနေပါ။ဒါဆိုရင်နော်6ကတော့6ပဲရောတင်းတက်ကတင်း minus 1က minus 1ပေါ့နော်ဒါဆိုလို့ရှိရင်ဂျီတို့ကနော်အကုန်လုံးမြောက်မှာတန်းစီမြောက်မှာ6တက်လီ6နော်6တက်လီ6နောက်က minus 1နဲ့ပြတဲ့အခါမှာ 6နဲ့ minus 6နဲ့ minus 1နဲ့ပြောတဲ့အခါမှာ minus 8ရပါတယ်။နံပါတ်ကငယ်ပါနံပါတ်ကငယ်က a 2b 3c ပါဒါဆိုရင် a နေရာမှာက1 2ကို2လို့ရေးမယ် b နေရာမှာကျတော့2ကိုစားသိမယ် c နေရာမှာကျတော့ minus 1ကိုစားသိမယ်ရှေ့ကမြောက်ဘက်ကိနေရာတော့ဒီရိုင်းပဲပြန်ရေးမယ်ပေါ့နော်။ဒါဆိုရင်အရှိဆုံးကဟာကဟိုအရှိဆုံးကကနန်းက1ဖြစ်ပြီးတော့ဒုတိယကနန်းကနှင်းငယ်လေးလေနော်နောက်ဆုံးကနန်းက3နဲ့ minus 1နဲ့ပြောတဲ့အခါမှာ minus 3ရပါတယ်။ဒါဆိုရင် ဲ့တော့အရှိဆုံးက၄နဲ့၁နဲ့ပေါင်းရင်၅ပေါ့နော်၅ရက်၃နှုန်းရုံနှိရပါတယ်ပေါ့နော်အမလက္ခဏာမတူဘူးပေါ့နော်ရှေ့က +1 နဲ့ plus 4နဲ့ဆိုတော့ plus 5ရပြီးတော့နောက်က -3 နဲ့ plus 5နဲ့ကျတော့2ရပါတယ်နံပါတ်ကကြီးက 5a minus 2b plus c square ပါနော်အဲ့ဒါဆိုရင်ကျတော့ a နေရာမှာ1ကိုစားသိမ့်မယ်နောက်ပေါ်ကိန်းနေရာကဒီတိုင်းပြင်မယ်နော် b နေရာမှာတော့2ကိုစားသိမယ်6 square နေရာမှာ -1 square ပါဒါဆိုရင်ကျွန်တော်9နဲ့1နဲ့ညွှန်တဲ့ခါမှာเนาะ နော်900ပြီးတော့နှိမ့်နှိမ့်နဲ့ညတဲ့ခါမှာ၄ပါ minus 1တစ်ထပ်ကတော့နှုတ်ကိမ်းမှာထညုံစုံကင်းဖြစ်တဲ့တဲ့ဆိုအပေါင်းတေပေါ့နော်အဲ့ဒီမှာဒီလိုကနော်အဲငားတဲ့ကရှိဒီနှစ်ခုနှုတ်မယ်ဆိုလို့ရှိရင်ငားတဲ့ကလေးဦးနှုတ်တိရတယ်တိနေတိနေပေါင်းတော့နှိမ့်ပေါ့နော်အဲ့လိုမနှုတ်ချင်ဘူးဆိုလို့ရှိရင်အပေါင်းငားနဲ့အပေါင်းတင်းနဲ့အရင်ဆုံးပေါင်းတော့အပေါင်း600ရတယ်အပေါင်း600တည်းကအနှုတ်ခုနှုတ်လေးကိုနှုတ်လို့ရှိရင်ကျတော့200ရပေါ့အဲ့လိုတွက်လည်းရတယ်နော်မျိုးမျိုးတွက်လို့ရပါတယ် နမကကြီးက 3a square minus 2b square minus c square ပါဒါဆိုရင်နူနာတိုင်းမဲ့သူ a နေရာမှာ1ဥစားသိမယ် b နေရာမှာ2ဥစားသိမယ် c နေရာမှာ minus 1ဥစားသိမှာလေဒါဆိုရင်နော်3က3မဲ့ဟို1တက်က1နော် minus အဲ minus 2ကတော့ minus 2ပဲ2တက်က4 4နဲ့2နဲ့ပေါ့နော်8 minus 8ရရပေါ့နော်8ဆုံးက3နဲ့ဒီမှာနောက်က1နဲ့မြောက်တော့3တက်ဒီ3 minus 2နဲ့2နဲ့4 4နဲ့နော်ပြတ်တက်ကမှာ minus 8ရတယ်ဒါပြီးတော့ ကျတို့ minus 1နဲ့ထက်က1ရပြီးတော့ရှင်းမှလည်းနှုတ်လက္ခဏာရှိတဲ့အတွက်အနှုတ်တင်မယ်ပေါ့နော်။ဒါဆိုလို့ရှိရင် minus 8နဲ့ minus 1နဲ့ကြတော့ minus 9ရတယ်။ minus 9နဲ့ plus 3နဲ့ကြတာကျတို့ဘာရလဲဆိုရင်အဲ minus 6ရတယ်ပေါ့နော်။ဒီမက်ဆာလုံးမှာဆိုရင် 11ab minus 2abc ပေါ့เนาะအဲ့ဒီမှာကျွန်တော်မျှမော်ခဲ့ရင်11ကိုဒီအိုင်းပြရေးတယ်เนาะ a နေရာမှာ1ကိုစားသိမ့်မယ် b နေရာမှာ2ကိုစားသိမ့်မယ် နောက်တစ်ခုနောက်တစ်ခုမှလည်းအတိုင်းပဲ minus 2ကိုဒီတိုင်းပြင်ရင်ပဲ a ညံမှ1 b ညံမှ2 c ညံမှ minus 1ကိုစားသိမယ်။ဖြစ်ရင်ရှင်းတော့ကင်းကိုရှင်းပြတဲ့အခါမှာ static density static density က20နဲ့နောက်ကကင်းကိုမြတ်တဲ့အခါမှာ green ရဲ့ဟာတွေမြတ်မယ်နော်။ရှင်းက minus 2ကိုဒီတိုင်းထားမယ်။ green ရဲ့ဟာမြတ်တဲ့အခါမှာ density 2 2နဲ့ -1 နဲ့ညွှန်တဲ့အခါမှာ -2 ရရပါတော့။ဒါဆိုလို့ရှိရင်ရှေ့မှာက20နဲ့နောက်မှာ -2 -2 ပေါ့နော်။ -2 နဲ့ -2 နဲ့ဆိုတော့ဆိုတော့ +4 ရတယ်။ အသိန်း22 plus 4ဆိုတော့အသိန်းလေးနဲ့လေးနဲ့ပေါင်းတဲ့ကောင်မှာကျေလုံး26ရရပါတော့နော်အသိန်းကျေလုံးနံပါတ်1ပြီးပါပြီနံပါတ်2ကကျတော့ a² - 1 y² - 4 z² - 2ပြီးရင်အောက်ပါရိတ်တက်မှုကိုရှာပါတဲ့နော်နံပါတ်ကကြီးမှဆိုရင် a² * y² * z² အဲဒါ a² နေရာမှာ -1² ကိုထည့်မယ် y² နေရာမှာ -4² z² နေရာမှာ 2² အဲဒီ -1 နှစ်ထပ်ကကြတာကျတော့အပေါင်း1ဖြစ်ပြီးတော့ မိုင်းနက်ဖုန်းနှစ်ထပ်ကကျတော့အပေါင်း16ဖြစ်ပါတယ်နှစ်နှစ်ထပ်ကတော့၄ပေါ့နော်ဒါတော့ပေါင်းတဲ့အခါမှာနော်မြန်မြတ်တဲ့အခါမှာနော်16လေးလီ64ရရယ်နော်ဒါဆိုရင်အဖြေက64ဖြစ်ပါတယ်နံပါတ်ခါဝေးပါ 6x2 yz နော်6ကစပဲ h2 နေရာမှာ -1 square y က -4 z က2ပါဒါဆိုရင်ကျွန်တော်ကเนาะ6 -1 နဲ့ထက်က1ရပြီးတော့ -4 နဲ့2နဲ့နဲ့ထက်ကမှာ -8 ရပါတယ် တကယ်ကောင်းလို့မျှတဲ့ခါမှာ6လေး24လေးဆိုတော့ -24 ပေါ့နော်အဲဒီ -48 ပေါ့နော် -48 ရပါတယ်6ရှိ48ရှိစေနမကားငင်ကိုကြည့်မယ် -6 -2 ဟိုင်း +7 ဟာနော်ပြောင်းပေါ်ကင်းနေဦးပြီးကြိုင်းပြန်ရင်မယ် h ညမှာ -1 y ညမှာ -4 z ညမှာက2အဲ့ဒီ6နဲ့1နဲ့1နဲ့ညတဲ့ခါမှာ -4 ရရဲ့ -2 နဲ့ -4 ရတဲ့ခါမှာနောက်တဲ့ခါမှာ -1 နဲ့ -4 ဆိုရင်အပေါင်းဖြစ်မှာနော် လေးနယ်လေးရာရှိဒါပြင် minus 6 8 2ဒါပြင်နော် minus 6ရဲ့နော်အအရှင်တော့ minus 6ကဒီရင်ရမယ် plus 8နဲ့ plus 2နဲ့ကျတော့ plus 10ရတယ် plus 10နဲ့ minus 6နဲ့ကျတော့ကျတော့4ရတယ်ပေါ့နော်လက္ခဏာကအပေါင်းကများတဲ့အတွက်အပေါင်းကိုပြင်ရပါမယ်ငိုင်းငယ်ပြီးတော့ကျတော့ကကြည့်ပါ a y y z z 8ပေါ့နော်အဲ့ဒါရင်ကျတော့အစားသင်းမယ်8ညံမှာ -1 y ညံမှာ -4 မိုင်းနေရာမှာက -4 ဇက်နေရာမှာက2ဇက်နေရာမှာက2 x နေရာမှာက -1 ဒါဆိုရုံမြောက်တဲ့ခါမှာ -1 နဲ့ -4 မြောက်တဲ့ခါမှာဒီလိုအမြတ်တော်မဟုတ်ဘူးပေါင်းပါပေါ့နော်မက်ကကြီးကဘာနမက်ကကြီးကမြောက်တာပါနော်ဂျာတယ်မမြောက်နဲ့အဲဒါဆိုရင် -1 နဲ့ -4 နဲ့ဒီလိုမှာပေါင်းလိုက်တယ်ပေါင်းတဲ့ခါမှာ နော် minus 1 minus 4ရမယ်အမြောက်ရေးမယ်နောက်က minus 1နဲ့တူးနေကြရတဲ့အတိုင်းပဲ minus minus 4နဲ့တူးနေကြရတယ် minus 4 plus 2တူးနဲ့ minus 1ကြရတယ်2 minus 1ပါဆိုတော့လက္ခဏာတွေဖြစ်တာနော် green က minus နဲ့ green ရှိက plus နဲ့ဆိုတော့ minus ဖြစ်သွားမယ်ဟုတ်ပြီနော်ဒီမှာ green ရှိက minus 4ကတော့ minus 4ပဲ plus 2ကတော့ plus 2ပဲနော်အဲ့လိုမျိုး minus 1နဲ့ minus 4နဲ့ဒါဆိုရင် minus 1နဲ့ minus 4နဲ့ကြရတာရှိလို့ minus 5ရတယ်မိုင်းနပ်4နဲ့2နဲ့ပေါင်းတာကြတော့ဘယ်လိုရလဲဆိုရင် ။နောက်လက္ခဏာဘူရောနှုတ်ပေးရတယ်။အနုတ်ကလည်းကြည့်ရတဲ့အနုတ်လက္ခဏာနဲ့တမန်မိုင်းနဲ့တူပေါ့နော်။နှစ်တကနေတင်းတို့တော့တည့်ရပါတယ်။ဒါဒီ minus 5နဲ့ minus 2နဲ့ဆိုတော့ plus 10ရတယ်เนาะ plus 10တက်လီရ plus 10ပဲเนาะဒါကြည့်ပြီးတော့ကျတော့9ပါ9က 2x2 3y2 4z2 ဒါဆိုရင် x2 နေရာမှာ -1² ကိုစားသိမယ် y2 နေရာမှာ -4² ကိုစားသိမယ် z2 နေရာမှာ2ကိုစားသိမယ်เนาะဒါဆိုရင် -1 နှစ်ထပ်က1ရပြီးတော့4နှစ်ထပ်ကကျတော့16မှာ ငါနှစ်ရက်တက်က400ရတယ်ပေါ့နော်ဒါဆိုရင်ရှေ့ကအကိန်းတစ်ခုကိုမြောက်တက်ကမှာနှစ်တည်းနှစ်363.48 -4 နဲ့ +4 နဲ့မြောက်တက်ကမှာ -16 ရပါတယ်ဒါဆိုရင်48နဲ့နှစ်နဲ့ကိုပေါင်းတဲ့ခါမှာဆိုတော့90ရပြီးတော့90ရဲ့66ကိုမှုရင်ဆိုတော့နော်34ရတယ်ပေါ့နော်အပေါင်းအများရတဲ့အပေါင်း34ဖြစ်ပါတယ်ငါပြီးတော့ဒီလိုစာလုံးမှာ 3xy -9y ဆက်ပေါ့နော်အဲ့ဒီမှာကျွန်တော် ရှားတင်မဲ့ xy နေရာမှာ x နေရာမှာ -1 y နေရာမှာ -4 နောက်က x နေရာမှာ -1 y နေရာမှာ -4 z နေရာမှာ2အရင်ရှေ့အကဲဝင်ဆုံးပြတဲ့ခါမှာ -1 နဲ့ -4 နဲ့ပြတဲ့ခါမှာကျတော့ +4 ရတယ်ပေါ့နော်အဲနောက်က -1 နဲ့ -4 နဲ့ပြတဲ့ခါမှာ +4 ရပြီးတော့4 4နဲ့တခါနှစ်နဲ့ပြတဲ့ခါမှာ4နဲ့4ရှေ့အရင်ရှေ့အကဲကိန်းက3 4 4ဇက်နှစ်ဖြစ်ပြီးတော့နောက်ကကိန်းက6 4 80နဲ့ပေါ့နော် ဒါပြင် plus 12နဲ့ minus 72ဆိုလက္ခဏာမျိုးနှုတ်ပေးရပါတယ်။ခုနကနေတရားစနစ်ကုန်လုံးရင်60ရတယ်။အနှုတ်ကများရတယ်အနှုတ်60ဖြစ်ပါတယ်။ဆရာဝီစာလုံးမျိုးရုပ်စာလေးမှာစာလေးမှာကျတော့ 5ay y plus 6yz plus 87ပေါ့နော်။အဲ့ဒီမှာကျတော့စာသင့်မယ် minus 8ညညမှာ minus 1 y ညမှာ minus 4 z ညမှာက2ကိုစာသင့်မယ်။ဒီနောက်ကမှာရှင်တော်ကနေရာကျတော့ minus 4နဲ့ minus 1နဲ့ minus 4နဲ့ကျတော့ plus 4ရတယ်ပေါ့နော်။ မိုင်းနက်4နဲ့ဒုနဲ့ရတော့မိုင်းနက်8ရတယ်မိုင်းနက်1နဲ့ဒုနဲ့ကြတော့မိုင်းနက်2ရတယ်ပေါ့နော်ငါးလေး၄20ပါ6စီ၄48ကမိုင်းနက်40ရှိဖြစ်ပါတယ်နောက်ကမိုင်းနက်2ပေါ့နော်ဒါဆိုရင်နောက်ကမိုင်းနက်48နဲ့မိုင်းနက်2ကမိုင်းနက်50ဖြစ်ပါတယ်ဒါဆိုရှေ့ကပေါင်း20ပေါ့နော်အဲပေါင်း20နဲ့အနှုတ်90ဆိုတော့ကျတော့အနှုတ်30ရတယ် ဈာလိမ်ရွှေချိုဈာခွဲပေါ့နော်ဈာခွဲမှာ 2ay y square 3ay square y z square အဲ့ဒါကြီးခုနတိုင်းမဲ့စားသိမယ် x ညာမှာ -1 y ညာမှာ -4 square 3x square ညာမှာ -1 square y ညာမှာ -4 z square ညာမှာက2 square နော်ဒါဆိုလို့ရှိရင်2 1 4နဲ့တက်က16ရရဲ -3 ကိုဒီရိုက်ပြန်ရင်မဲ -1 နဲ့တက်က1 -4 ပြန်ရင်မဲ2နဲ့တက်က4ပေါ့နော်ဒါဆိုရင်2နဲ့ -1 နဲ့များတဲ့အခါမှာ minus 2ရတယ် minus 2နဲ့ဆက်ချောင်းနဲ့ညွှန်တဲ့ခါမှာ minus 32 minus 3နဲ့1နဲ့ညွှန်တဲ့ခါမှာ minus 3နဲ့1နဲ့ညွှန်က minus 3ရတယ် minus 3နဲ့က minus 1နဲ့ပြန်ညွှန်တဲ့ခါမှာ plus 2ရတယ်နော်နောက်က plus 4ဆိုရင်နော်ရှေ့က minus ကတော့ minus 32ရဲ့ပေါ့နော်နောက်က plus 12နဲ့ plus 4နဲ့ကျတော့ plus 16နောက်ဟိုရှင်းတဲ့ခါမှာလက္ခဏာဘူရောနှုတ်ပြရပါတယ်။ဒုက္ခနေတဲ့ဆက်ချောင်းတို့ရင်ကျတော့ဆက်ချောင်းရတယ်ပေါ့နော်။ဆက်ချောင်းမှာအနုကများရဲ့အနုဆက်ချောင်းဖြစ်ပါတယ်။ဇာခွဲပြီးတော့ကျတော့ဇာမြင်စေပေါ့နော်။ 482 plus 2 wine 2 minus 3 z 2အဲ့ဒီမှာကျတော့482ဖြစ်တဲ့အတွက်ကိုအိမ်ညာမှာ minus 1သုံးတက်နော်ဝိုင်းညာမှာ minus 4သုံးတက်ဇက်ညာမှာနှစ်သုံးတက်ပါဒါသိရင်အနောက်လက္ခဏာပေါ်မှာနော်အနောက်ကိန်းပေါ်မှာထန်ညုံကမငင်းဖြစ်တဲ့အတွက်ကျတော့အနောက်ကိန်းနဲ့ထွက်ပါတယ် minus 1ပါနော် minus 4သုံးတက်ကလည်းတိုင်းပဲ64ကို64ကိုမှအနှုတ်နဲ့ထွက်မယ်2သုံးတက်ကကျတော့ရှိရတယ်နော်ဒါတွင်း၄နဲ့ -1 နဲ့များတဲ့ခါမှာ -4 ရတယ် လူနဲ့ -64 ဆိုတာ -128 ရတယ်เนาะ -3 နဲ့8နဲ့မျက်မျက်ကမှ -24 အကုန်လုံးအနှုတ်တွေပြထားတာကျတော့အကုန်လုံးအပေါင်းရပါမယ်เนาะလက္ခဏာကတော့နှုတ်ဘက်ထွက်ပါမယ်ဒါဆိုရင်အနှုတ်156ရပါပြီเนาะဒါဆိုရင်လေ့ကျင့်ငယ်9.30ကနံပါတ်1နဲ့2နဲ့တော့ပြီးပါပြီစောတိစီပဲအားလုံးကိုကျေးဇူးတင်ပါတယ်